မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကယာယီသမရအဖြစ်တင်မြှောက်ထားတဲ့မြင့်ဆွေဟာအထူးစေကူတမှုခံယူနေရတာကြောင့်မင်းအွန်လိုင်းဥဆောင်တဲ့စစ်ကောင်စီဟာတပ်တန်းတိုးပြီးတိုင်းပြည်ကိုအုပ်ချုပ်ဖို့အကြက်အတဲဆိုင်နေတယ်ဆိုပါတယ် မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့ထုံကြီးကျေးရွာတပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကထပ်မံသိမ်းပိုက်လိုက်ပြီးပြူစော်တီကောင်းဆောင်ကျော်စိုးစိုးသူကိုအရှင်ဖမ်းဆီးရမိထားတဲ့အပြင်နောက်ထပ်ပြူစော်တီအယောက်90မိဘကအလံပြူထောင်လက်နက်ချခဲ့ကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အချမ်းဖတ်စစ်ကောင်စီကယာယီသမရအဖြစ်တင်မြှောက်ထားတဲ့မြင့်ဆွေဟာအထူးစေကူတမှုခံယူနေရတာကြောင့် မဲအောင်လိုက်ဥဆောင်တဲ့စစ်ကောင်စီဟာတက်တန်းဒိုဘီတိုင်းပြည်ကိုအုပ်ချုပ်ဖို့အကြက်အတဲစိုက်နေတယ်လို့တရားလွတ်တော်ရှင်းနေအတိုင်းဝိုင်းစီကနေသိရပါတယ်။လာမယ့်ဇန်နဝါရီလ31ရက်နေ့မှာ6လတက်တန်းပြည့်တော်မဲ့စစ်ကောင်စီကိုတက်တန်းဒိုဘီဖို့အတွက်စစ်ကောင်စီရဲ့ယာယီသမရမြင့်ဆွေကမဖြစ်မနေထွက်ပြီးမျက်နာပြရတော့မှဖြစ်ပေမဲ့လက်ရှိမြင့်ဆွေအနေနဲ့ကကာလုံလို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုမအူးဆောင်နိုင်တော့တယ်လို့စစ်ကောင်စီကိုတက်တန်းဒိုဘီမဲ့ကာလုံအစည်းအဝေးမှာလဲလာရောက်ပြီး ခိတခဏထိုင်နေတဲ့အခြေအနေမရှိတော့တာလည်းဖြစ်တယ်လို့သိရပါတယ်။တကယ်လို့စစ်ကောင်စီခန့်ယာယီသမရမြင့်ဆွေကျမ်းမာရေးဆိုးရွားလာခဲ့ရင်ဒါမှမဟုတ်မြင့်ဆွေသေသွားခဲ့ရင်စစ်ကောင်စီအနေနဲ့လက်ရှိအခြေအနေကိုတင်ပြရမယ်သမရတဦးမှမရှိတော့တဲ့အနေအထားဖြစ်နေတယ်လို့လည်းသိရပါတယ်။မဲအွန်လိုင်းဦးဆောင်တဲ့စစ်ကောင်စီဟာအရေးပေါ်အခြေအနေဆိုပြီးယာယီသမရကိုတင်ပြပြီးမှယာယီသမရရဲ့ခွင့်ပြုချက်နဲ့6လတက်တန်တိုးတိုးပြီးအုပ်ချုပ်လာတဲ့စစ်ကောင်စီအတွက်ကတော့ အခုလက်ရှိသူတင်ပြတက်တန်းတို့ရတော့မယ်ရိုက်သမရတူးမှမရှိတော့တဲ့အတွက်အကျက်ရိုက်နေတယ်လို့လဲရှင်းနေအတိုင်းဝိုင်းစီကနေတီးရပါလေတစ်ဖက်မှာလဲစစ်တပ်အနေနဲ့ကအရေးပေါ်အခြေအနေမှာသမရဒါမှမဟုတ်ဒုတိယသမရတွေကိုခန့်အပ်ပိုင်ခွင့်အနာပေးပိုင်ခွင့်ရှိတယ်လို့တရားဝင်ပြဋ္ဌာန်းထားတာမျိုးမရှိပေမဲ့အခြေခံဥပဒေအရပေးမထားတဲ့အခွင့်အာဏာတွေကိုပေးထားသလိုလိုပုံစံမျိုးတောက်လျှောက်လှုပ်လာတာကြောင့်အခုခါမှာလဲတာဝန်ခံသမရခန့်အပ်တာမျိုးလှုပ်လာနိုင်တယ်လို့ တရားလွတ်တော်ရှေ့နေတူကပြောထပ်ပါသေးတယ်။ဒါပေမဲ့လည်းစစ်ကောင်စီအနေနဲ့ကကာလုံးလို့ခေါ်တဲ့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှတမရနဲ့ဒုတိယတမရနှစ်ဦးအပြင်အမျိုးသားလွတ်တော်ဥက္ကဋ္ဌတဦးစုစုပေါင်းအဖွဲ့ဝင်၄ဦးမရှိတော့ပေမဲ့လည်းကာလုံးအဖွဲ့ဝင်9ဦးကဆက်ပြီးကြံနေသေးတာကြောင့်တိုင်းပြည်ကိုကာလုံးနမည်နဲ့ပဲဆက်ပြီးအုပ်ချုပ်လာနိုင်သေးတယ်လို့ရှေ့နေအတိုင်းဝိုင်းနဲ့နိုင်ငံရေးအတိုင်းဝိုင်းကခန့်မှန်းပြောဆိုနေကြပါတယ်။လက်ရှိမှာတော့ အကြံဖတ်မင်းအွန်လိုင်းရဲ့စစ်အုပ်စုဟာဘလို့ပဲနာမည်တွေပေးပေးအကြောင်းပြချက်တွေပေးပေးလိုချင်လို့ကိုတိုင်းပြည်ရဲ့အာဏာကိုမတရားလုယူထားတာဖြစ်တဲ့အတွက်မြင့်ဆွေရှိခြင်းမရှိခြင်းကလည်းထွက်ပေါက်ပိတ်နေတဲ့နိုင်ငံရေးအတွက်ကထူးခြားလာစရာဘာမှမရှိဘူးလို့လည်းပြည်သူတွေကပြောနေကြပါလိမ့်ခင်ဗျ ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာညီတော်မဟာမိတ် တပ်တွေက၄ရက်ကြာထိုးစစ်ကိုရထားပေးပြီးတဲ့နောက်မှာပဲ၄ရက်ပြည့်သွားပြီဖြစ်တဲ့အတွက်ဒီကနေ့မနက်ပိုင်းကစပြီးလာရှုံနဲ့မိုးကုံမြို့နယ်တွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့ဇွန်လ19ရက်နေ့မနက်9:00နာရီလောက်ခန့်ထဲကစပြီးလာရှုံမြို့ပပတ်လင်မှာလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြပြီဆိုပါတယ်လက်ရှိလာရှုံမှာဖုန်းလိုင်းတွေလည်းတော်တော်များများဆက်လို့မရတော့တဲ့အပြင် ဒေသခံပြည်သူတွေအများစုဟာလက်အပြင်းမထွက်ရဲကြသလိုနှစ်ဖက်ပစ်ခတ်တံတွေနဲ့တိုက်ပွဲတွေကတော်တော်ကိုပြင်းထန်နေတယ်လို့လာရှုဒေသခံပြည်သူတို့ကပြောထားပါတယ်။အလားတူမိုးကုံမြို့နယ်မှာလည်းဒီကနေ့မနက်9နာရီလောက်ကစပြီးတိုက်ပွဲတွေအရှိန်ဟုန်ပြင်းပြင်းနဲ့ကိုဖြစ်ပွားနေတယ်လို့မိုးကုံအနောက်ပိုင်းကတော့တော်လန်ရေးတပ်တွေသိမ်းပိုက်ထားပြီးဖြစ်တဲ့အတွက်မိုးကုံအရှိန်ပိုင်းမှာပစ်ခတ်မှုတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့အဲ့ဒီမိုးကုံအရှိန်ပိုင်းမှာလည်းစစ်ကောင်စီရဲ့ဘျူဟာဂုံးတစ်ခုတည်းသာကျန်တော့တဲ့အတွက် မကြမီသိမ့်ပိုက်ရရှိတော့မှဖြစ်တယ်လို့လဲသတင်းတွေထွက်နေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျဒီတစ်ခါမန္တလေးတိုင်းဘက်မှာလဲစင်ကူးမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့ထုံကြီးတပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကတပ်မှန်သိမ့်ပိုက်လိုက်ပြီးပြူစော်တီကောင်းဆောင်ကျော်ဆိုးဆိုသူကိုအရှင်ဖမ်းဆီးရမိထားတဲ့အပြင်နောက်ထပ်ပြူစော်တီအယောက်90နီးပါးကအလံပြူထောင်လက်နက်ချခဲ့ကြတယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့အစည်းကနေသိရပါတယ်ဇန်နဝါရီ16ရက်နေ့ကပဲ စင်ကုမြို့ကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်စင်ကုမြို့မှာရှိတဲ့ J ရွာတွေကစစ်ကောင်စီတပ်စခန်းတွေကိုပါတော်လှန်ရေးတပ်တွေကထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေရမှာဇော်နယ်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲစင်ကုမြို့နယ်မှာရှိတဲ့ထုံးကြီး J ရွာကစစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြန်တယ်ဆိုပါတယ်အဲ့ဒီထုံးကြီးတပ်စခန်းကနေထုံးကြီး J ရွာဥက္ကဋ္ဌပြုစော်တီခေါင်းဆောင်ကျော်စိုးဆိုတဲ့သူကိုအရှင်ဖမ်းဆီးရမိခဲ့ပြီနောက်ထပ်ပြုစော်တီအယောက်90နီးပါးကအလံဖြူထောင်းလက်နက်ချခဲ့ကြတယ်လို့ အဲ့ဒီထုံကြီးစခန်းမှာရှိတဲ့အကြံဖက်စစ်ကောင်းစီတက်ကစစ်ဖို့ထက်လွင်အောင်ဆိုတဲ့သူနဲ့စစ်သား၈ဦးကတော့ရွာသားရွာဘက်ကိုထွက်ပြေးသွားကြတယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့စီကနေသိရပါတယ်။ဒါပြင်စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့နောက်ထပ်စကြက်ကြီးစကြက်လေးနဲ့တောင်အင်းကျေးရွာတွေမှာရှိတဲ့အကြံဖက်စစ်ကောင်းစီတက်စခန်းတွေကိုလည်းဒေါ်လန်ရစ်တွေကသိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့လည်းစင်ကူးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့စီကနေသိရပါတယ်ခင်ဗျ။တက်ဆက်ထဲမှာပဲ မန္တလေးမြို့ပေါ်ကအကြမ်းဖက်စစ်တပ်ပိုင်မိုင်တဲရုံချုပ်ကိုတော်လန်ရေးတပ်တွေက drone နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းရုံဆောင်ပြူစော်တီနှစ်ဦးသေသွားပြန်ပြီလို့ရွှေဘိုခရိုင်တရင်15ရက်စောဂျုံဆိုသူကရန်ကုန်ခေတ်ကိုပြောပါတယ်ဒီကနေ့ဇွန်လ19ရက်နေ့မနက်9နာရီဝင်းကျင်လောက်မှာပဲမန္တလေးမြို့မှာအောင်မြင်မြို့နယ်62လမ်းနဲ့38လမ်းအကြားမှာရှိတဲ့အကြမ်းဖက်စစ်တပ်ပိုင်မိုင်တဲရုံချုပ်ကိုတော်လန်ရေးတပ်တွေက drone နဲ့ပုံသီးတစ်လုံးပဲကျဲချတိုက်ခိုက်ရမှာရုံမှာစောင့်နေတဲ့လက်နက်ကိုင်ပြူစော်တီကင်းဆောင်တဲပေါ်ကျသွားပြီး လူစော်တိနှစ်ဦးသေသွားတယ်ဆိုပါလေအဲ့ဒီနောက်စစ်ကားတွေရောရဲကားတွေရောလူနာတင်ရင်မှာရောက်လာပြီးမြို့ပေါ်မှာစစ်ဆေးဓာတ်တွေပါလုံနေကြသလိုလက်ရှိကမန္တလေးမြို့နယ်မိုက်အနှဲငယ်သာဝေးတဲ့စင်ကူးမြို့ကိုလည်းတော်လိုင်းရေးတပ်တွေကသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့်မန္တလေးမြို့ပေါ်မှာစစ်ကောင်စီတပ်သားတွေဟာအထက်မြင့်တွေပေါ်မှာပါလုံခြုံရေးတွေတိုးမြင့်ပြီးခံစစ်ပြင်နေတဲ့အနေအထားမျိုးရှိနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ တစ်ဖက်မှာလေအကြက်ဖက်စစ်ကောင်စီတပ်တွဲစစ်မှုထမ်းကိစ္စနဲ့တပ်သားအစ်စ်တွေလိုက်လံစူဆောင်းပေးနေတယ်ညောင်ဦးမြို့နယ်ကအုတ်ချုပ်ရည်မှုတိမ့်ထွန်းနေမင်းလာမြို့နယ်ကအုတ်ချုပ်ရည်မှုအောင်မြင်ဦးဆိုသူတို့နှစ်ဦးပြည့်ခတ်ရှင်းလင်းခံရပြီနှစ်ဦးလုံးသေကုန်ကြပြီလို့တော်လိုင်းကြီးတပ်ဖွဲ့တွေကပြောပါတယ်ဇွန်လ18ရက်နေ့ဖြစ်တယ်မနေ့ကတရက်ထဲမှာပင်မန္တလေးတိုင်းညောင်ဦးမြို့နယ်ကကုတော်ချေရအုတ်စုရဲ့အုတ်ချုပ်ရည်မှုတိမ့်ထွန်းဆိုတဲ့သူကိုတော်လိုင်းရဲဘော်တွေကပြည့်ခတ်ရှင်းလင်းရမှာ ပွဲချင်းပြီးကိုသေသွားတယ်လို့ညောင်မျိုးနယ်ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ခံကိုဇီးကပြောထားတယ်လို့တပတ်ကဘကိုးတိုင်းမင်းလားမျိုးနယ်မှာလဲဇရေချောင်းချေးရွာအုပ်ချုပ်ရေးမှုအောင်မြင်ဥဆိုတဲ့ဒူပါပြစ်ခတ်ရှင်းလင်းခံရပြီးဤပွဲချင်းပြီးကိုသေသွားတယ်လို့ PDF တရင်383ညနှစ်ရတာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့အုပ်ချုပ်ရေးမှုတိမ့်ထွန်းတဲ့အုပ်ချုပ်ရေးမှုအောင်မြင်ဥဆိုသူတို့နှစ်ဦးစလုံးဟာအချမ်ပါစစ်တပ်တော်လန်ဤတပ်ဖွဲ့ရဲ့တရင်ကိုလိုက်လံစုံစမ်းပြီး အာဂျိုမန်တက်တဒင်းပေးလုံနေတဲ့သူတွေဖြစ်တဲ့အပြင်စစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းကျပ်တသားအစ်တွေလိုက်နှံစူဆောင်းပေးနေတဲ့သူတွေဖြစ်ရုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းနေတဲ့သူတွေပါဖြစ်တယ်လို့အခုတော့သေကုန်ကြပြီလို့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အချမ်းပတ်စစ်ကောင်စီအတွက်ဒေါ်လာသန်းအမောင်းများစွာအခွန်ငွေရှာပေးနေတဲ့အမှတ်နှစ်တပ်ထုတွင်လုပ်ငန်းဥဆောင်ညွှန်ကြားရေးမှူးဒုဗိုလ်မှူးကြီးဟောင်း နိုင်မျိုးဟန်ဆိုတဲ့သူကိုထပ်မံတန်ခတ်ပိတ်ဆို့အရေးယူပေးဖို့ Justice for မြန်မာကတောင်းဆိုလိုက်ပါတယ်။အဲ့ဒီဒုဗိုလ်မှူးကြီးဟောင်းနိုင်မျိုးဟန်ဆိုတဲ့သူဟာစစ်တပ်ကတော့အပတ်စဉ်39ကျောင်းစင်းဖြစ်ပြီးအကြံပစအုပ်စုကအမှတ်နဲ့တပ်ထုတွင်းလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီလိုအကြံပစကောင်စီကခန့်အပ်ထားတဲ့အမှတ်နဲ့တပ်ထုတွင်းလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးဒုဗိုလ်မှူးကြီးဟောင်းနိုင်မျိုးဟန်ဆိုတဲ့သူဟာ တတ်ထုတူပေါ်ရေးလုပ်ငန်းတွေကနေအကြံဖက်စစ်အုပ်စုကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေစစ်စင်ရေးတွေလှုပ်ဖို့အတွက်ဒေါ်လာသန်းနဲ့ချီးတဲ့ဝင်ငွေတွေကိုရှာပေးနေတဲ့သူဖြစ်တာကြောင့် ME2 ကိုအမေရိကန်ပြည်ထောင်စု UK EU နဲ့ကနေဒါနိုင်ငံတို့ကတန်ကက်ပိတ်ဆို့မှုတွေချမှတ်ထားတယ်လို့အခုအမှတ်နှစ်တတ်ထုတွင်လုပ်ငန်းဥဆောင်ညွှန်ကြားရေးမှူးဒုဗိုလ်မှူးကြီးဟောင်းနိုင်မျိုးဟန်ဆိုတဲ့သူကိုပါထပ်မံတန်ကက်ပိတ်ဆို့အရေးယူပေးဖို့ Justice for မြန်မာကတောင်းဆိုလိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ